ချောင်းတွေးနေတယ်အရင်ကလူမျိုးမျက်ရှိခြင်းနဲ့နေငါကိုချမ်းသာခဲ့တာရင်လာနဲ့တွေ့ကြတကယ်ဆိုတော့မေ့ဖြစ်ချင်မှာနေမုံစင်ငါဆက်ချစ်နေမှာလာနေကိုရင်နဲ့ချစ်ခဲ့တာမုံမုံမမဟုတ်တာနေမြင်နိုင်တယ် ချင်တယ်တည်ချခင်ရပါတယ်နေရှောင်းပင်နေဒီလိုချင်တွေနားတို့ရောက်တယ်မင်းမမချစ်ခဲ့တာမင်းတထိုင်တယ်ငါတည်ချင်နေပါတယ်ဖြစ်ခဲ့တယ်ရှောင်းနေတဲ့ငါမှမင်းတို့ကိုချစ်ကို ချစ်ခဲ့ရလို့အမရှိတော့ပါ you look at me ni shao bei ni di lu chui ni la de yo te me ma ma che ka ra me pi ta ge re ma di chen ni la de me pi ge le la re to na ge lu ma ma yu de mai pi ke re shao ni ge na ma me na gu lo che ko se ko ni ချစ်ခဲ့မှုသမျှဖြစ်ပေမယ့်ပတ်သက်သမျှတွေကကုန်မေ့ကြလိုက်မယ် ချင်းစုဝါဒာနည်းနည်းမောတော့နော်ကြက်မုံညင်းချက်မယ်ပိုက်လက်စနေနဲ့စားတယ်အဲ့တော့ကြက်မုံညင်းလိုက်ချက်မယ် okay let's go ဒီနုံချက်တာပါမယ်ကျွန်တော်တို့ချက်တာထည့်မယ်တော့နော်ပြီးရရင်ကျွန်တော်တို့မုံညင်းထည့်မယ်ကျွတ်တို့လည်းမနေမများလေးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဇပလင်ထည့်မယ်ဘောနော်အာပြီးရင်တော့နှစ်ရအောင်ခင်းကြီးထည့်မယ် ပြီးရင်နည်းနည်းပင်နဲ့ပင်စိမ်းထည့်မယ်ပြီးညူသီးလည်းပါမယ်ညူသီးရတယ်နည်းနည်းလေးပေါ့နော်အများကြီးမဟုတ်ပါမယ်ဒါအားလုံးပြင်ဆင်ထားတာပေါ့နော်ပြင်ဆင်ထားပြီးလို့ရရင်စပြီးတော့ချက်နိုင်မယ်ရေနှုန်းတဲဟုတ်အပူပေးမယ်ပြီးရင်စီလေးနည်းနည်းလေးထည့်မယ်မဆိုးသလောက်လေးထည့်မယ်ထည့်ပြီးရတယ်စီလေးနည်းနည်းမကောက်အောင်လို့နှံ့အောင် sorry နှံ့အောင်လို့ပေါ့နော်နှံ့အောင်လို့ကျွန်တော်တို့နည်းနည်းဝေးပေးလိုက်မယ်အဲပြီးရင်ကြက်သုံးကိုထည့်မယ် ကျွန်တော်ထည့်ပြီးတော့နည်းနည်းမှွေးနိုင်မယ်ဗညာနည်းနည်းမှွေးနိုင်မယ်နည်းနည်းမှွေးမှွေးပြီးတော့ရှင်မှာပြီးတော့ရှင်ကျွန်တော်ကျွန်တော်ရေဒီထည့်မှာပေါ့နော်ရေဒီမှုထည့်ဖို့အတွက်ခဏလောက်ထားနိုင်အောင်မယ်ရေလေးအရင်ဆုံးနည်းနည်းလေးအယောင်လေးထွက်အောင်မှွေးလိုက်မယ်ပြီးရေဒီမှုထည့်မယ်ထည့်ပြီးနည်းနည်းမှွေးမယ်မှွေးပြီးရတဲ့ အဲဒီ new new လေးအရင်ကြောင်လည်းမမွေးနဲ့ဘောနော်အရင်ကြောင်မွေးလို့ရှိရင်ကျတော့2ရမကောင်းလीနော်အဲ့တော့နည်းနည်းဒီဖြည်းဖြည်းချင်းမွေးပဲဖြည်းဖြည်းမွေးပဲအဲ့အရင်မြန်နေတယ်လို့ဘောနော်စားတော့စားတော့ဒီနည်းနည်း6မှာဆိုတော့ရည်ရည်နဲ့ထည့်လိုက်ဒါန်ထူးထပ်ပြီးမွေးပါနော်မမွေးနိုင်ရပါဘာဖြစ်ပါဦးအမမမကျတာထည့်လိုက်မယ်ကျတာထည့်ပြီးတော့ထပ်မွေးဦး မွေ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 ကျတာထည့်ယူထက်မွေကတ်မှဆိုရည်ထက်ထက်မွေ6နေရည်ထက်ထည့်မွေလို့ရပါတယ်အမှရည်လေးနည်းနည်းထက်ထည့်ပြီးတော့မှကျွန်တော်ထက်ပြီးတော့မွေလမ်းမယ်နော်ဝေပြီးတော့မှကျွန်တော်တို့ပြီးမအီအောင်လို့ချာလူကလေးထက်ထည့်မှာပေါ့နော်အနှစ်လည်းမြအောင်ထည့်ထည့်ဖို့လိုတယ်ဆိုတော့အနှစ်မပိုင်နဲ့ကျတာပြီးတော့စာမကောင်းဘူး အမှနှေးရအောင်ကျွန်တော်ခင်းကျင်လေးထည့်မယ်အဲသူက e လဲနည်းနည်းပြည်တာပေါ့နော်ချိန်တက်လေးနည်းနည်းပါတော့အဲတော့စားလို့ပိုကောင်းအောင်ခင်းကျင်လေးကလည်းအနှေးလဲရတယ် e လဲပြည်ချိန်တက်ပါတော့နော်ရေထက်ထည့်ပြီးတော့မှနည်းနူးအောင်ဖွင့်ထားလိုက်မယ်ကြည်လဲပါမယ်ချင်းချင်းကြီးလဲပါဖြစ်တဲ့အတွက်အနှစ်လေးနည်းနည်းပုံရတော့ပေါ့နော်နည်းလေးပြည့်နေပါမှစားလို့ပုံခေါ်တော့ဘူးအဲ့အတွက် ပြီးလို့ရှိရင်ကျွန်တော်တို့အမွေးတန်လေးတွေထပ်ဖို့တက်ဖို့လိုသေးတယ်။အမဇဗလင်ထည့်လိုက်။ဇဗလင်ထည့်ပြီးတော့အဲညီနဲ့ပါရှိနေတော့ဖုံးတယ်ပေါ့နော်။ပပလေးပဲထည့်တော့အများကြီးမထည့်ဘူး။အများကြီးထည့်လည်းရပါတယ်။ထည့်လို့ရအခုစိတ်ကြိုက်ထည့်ပေါ့နော်။အာထည့်ပြီးပြီးတော့မှုလိုက်မယ်။ပြီးပြီးချာချာခင်းခင်းမှုတိုင်းထည့်လည်းရတယ်။စင်ကြီးရထည့်ရတယ်။အဲ့မှာဟိုဟာမုံညင်းကိုလည်းဟိုလိုတော့ပဲထည့်ပေါ့နော်။ကျွန်တော်တို့အဲမုံညင်းကြိုက်တဲ့အများကြီးထည့်တယ်။ဒီလိုလေ တရားကိုကိုတက်တလောက်ထည့်လို့ရတယ်။ရှော့ဦးထည့်နေရတယ်။အများကြီးထည့်နေရတယ်။အဲဒဲဦးဆန်းလောက်ထည့်ပေါ့နော်။ဒဲဦးမဆန်းကြတော့ပေးဖိကြကုန်ပေါ့။အဲအဲ့လိုမျိုးရှိရဲကျွန်တော်ကဒါလောက်ပဲထည့်ထည့်ပြီးပဲ။အဲဒီခဏမှတ်ထားပြီးတော့မှနည်းနူးအောင်စောင်းလိုက်မယ်။မနူးပြီဆိုလို့ရှိရင်ထပ်ပြီးတော့အမူကြိုင်ထက်ထက်မဆလာထက်ထက်ကျွန်တော်တို့ဒီနေရာမှာမဆလာတိုက်လို့ထည့်တယ်အခြားဟင်းကအမူကြိုင်တွေထည့်လေရတယ်စင်ပြာထည့်ပေါ်တော့ နော်တခြားအဲ့ပင်ကျင်းတို့နည်းနည်းပေးလို့လည်းကျွန်တော်ပြင်ဆင်ထားတာပေါ့နော်အဲ့ဒါလေးထည့်ပါနေတော့အဲ့ဒါလေးထည့်မှလည်းပို့ပြီးတော့စားလို့ကောင်းတယ်လို့ကျွန်တော်စကျူစားတာဟုတ်မိတ်ဆွေတို့လည်းဒီနေရာမှာကုတက်တဲ့ဟင်းခက်မှုတိုင်းထည့်လို့ရတယ်နော်ကျွန်တော်ဒီမှာအခုနည်းနည်းပေးနဲ့ပင်ကျင်းနဲ့ကိုလည်းထပ်ထည့်လိုက်တယ်ထည့်ပြီးတော့ရပါပြီဘာလို့ကျွန်တော်ခုနစပလင်းရဲ့မဆလာရဲ့ပြည်နယ်မှာပင်ကျင်းရဲ့ဆိုတော့တော်တော်လေးစုံသွားပြီဟင်းခက်မှုတိုင်းအဲ့တော့ကြဲအညီနဲ့လည်းနည်းနည်းတော်တော်ဖုံးသွားပြီပေါ့နော်အဲ့ဒါနည်းနည်းမှုလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ ်ဟင်းတစ်ခွက်ရပြီပေါ့နော်တက်မုန်ဟင်းတစ်ခွက်ရပြီလုံးဝအနားရတာပြည့်စုံတဲ့ဟင်းတစ်ခွက်ကိုကြာပြီပေါ့နော်မိတ်ဆွေတို့လည်းလိုက်ပြီးတော့ချက်စားကြည့်ကြဖို့ကျွန်တော်တိုက်တွန်းပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုတိကျအားပေးကြရတယ်တယောက်ချင်းချင်းတိုင်းအောင်လည်းကျေးဇူးများအများကြီးတင်ပါတယ်ခင်ဗျာ